ပူဆူးတာဗောပူဆူးတာဗောပူဆူးလို့ तू ဒီ feature တွေပိုင်းနဲ့သွားနေရတာဆိုတော့သူကမလုပ်လို့မရတော့ဒီဒီ तू ကြပိတ်နေပြီဆိုတော့အဲ့အဲ့မကောင်းဘော तू ကိုယ်တိုင်လည်းသိပါတယ်ဆိုတော့မဖြစ်တဲ့မဖြစ်တဲ့နေရာဖြစ်သွားမှာဆိုလို့လေဒါအခြေအနေလိုလဲဆိုတော့ဒါလည်းမရဘူးလို့ခွဲရမှာတဲ့ तू ပေါင်နှစ်ဖက်စလုံးခွဲရမှာဆိုတော့ तू ကြပိတ်တာဟာတော့လမ်းလျှောက်လို့မရအောင်မင်းငါတင်းကြတယ်ခွေးချင်းနဲ့သူဟုတ်တယ်ဆရာတော့တားစီလာပါဦးလာမယ်လို့ ဟိုငါလည်းအလုပ်တွေများလို့မလာဖြစ်တာလို့အဲသူဟိုလမ်းလျှောက်တော့မှဒီလေးချောင်းချောက်တဲ့ toilet တွေပြန်သွားအဲ့လိုသွားရတယ်ခွဲပြီးမှပဲအဆင်ပြေပါဆိုတော့မခွဲရမချင်းကဒီသူရောပိတ်နေတဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူးပေါ့နော်စကားတွေပြောပါညာနဲ့ဖုန်းတွေဆက်လို့ရှိရင်အရင်လိုမဟုတ်ပါဘူးဟိုသူအဲ့လိုမတော့မစားတော့ဘူးနဲ့အဲ့ဟိုသူဖုန်းထဲမှာစကားပြောရင်တိစားတယ်လေဆိုတော့ဆိုတော့ဝမ်းသာတယ်လို့ဒါကတော့အဲ့လိုပဲနေပါကွာလို့မြင်မင်းမင်းအမှုပညာကိုမင်းချစ်တယ်မင်းပြိတ္တကိုမင်းချစ်တယ်ဆိုလို့ရှိရင် မင်းကျမယူမင်းကူးဆိုင်မှာရမှာလို့ तू ကလွယ်လွယ်လေးလက်စိတ်တော့မကြောက်ဒါက तू ကနည်းနည်းတော့တုံ့လှုပ်သွားတယ်တုံ့လှုပ်သွားဆိုတော့ तू သူ့ကျိုးပိတ်လို့အစင်မပြေလို့ခြေောက်ဖြတ်ရမယ်ဆိုရင် तू तू အဲ့ဒါမျိုးယူတော့ तू ကြောက်တယ်အဲဆိုတော့အဲ့ဒီအတွက်ကြောက်အဲ့ဒီအကြောက်တရားက तू အတွက်အဲရိုင်းကြီးကောင်းသားဖို့အတွက်တွန်းအားတစ်ခုဖြစ်သွားနိုင်တယ်ပေါ့ကျွန်တော်လဲဟိုချော့ပြောပြီးတော့ तू ကြောက်အောင်ဆိုတော့အဲ့ဒါမင်းသူရောက်ပြီပါမြေတော်ကြီးဖြတ်လိုက်ရမြေဘယ်လိုလုပ်မလဲမြေအဲ့ဒီအကြောက်တရားလေးတော့ပေးရတာပေါ့နော် ဆေးပူနေပရိသတ်တွေကတော်တော်များတယ်အဲကျွန်တော်လည်းအလုပ်ကများတော့ online ကမသုံးဖြစ်ဘူးဟိုဖွင့်လိုက်တာနဲ့အတူပရိသတ်တွေအားဆေးအဆုံးပြစ်မထားပါပြစ်မထားဘူးလို့ဖုန်းဆက်လို့ရှိရင် तू ကဖုန်းပိတ်နေလဲပိတ်ထားတယ်အာသူကျမ်းမာရေးကြောင်းလည်းဖြစ်ဖြစ်မှာပေါ့ဟိုဆက်တဲ့လူများလို့လည်းဖြစ်ပြောသူဖုန်းခွဲတဲ့ခါကျတော့ကျွန်တော် miss call လို့ရှိရင်သူကချက်ချင်းပြန်ဆက်တယ်ဆက်တော့ဟိုပြီးခဲ့တဲ့3ရက်လောက်ကအဲသူတစ်ခါဆက်တယ်ဆက်တော့ဒါအချင်းဒီဘယ်လိုလဲဆိုတော့ စကားပြောတာတော့အရင်တည်းမတူဘူးအဲတော်တော်ကောင်းတော်တော်ကောင်းနေစားအရင်တော့နည်းနည်းသူခုတောက်တီတောက်တဲ့ဖြစ်ဖြစ်မှာအခုကတော့လုံးဝ normal အတိုင်းကိုပြောရတယ်ဒါပေမဲ့ဖုန်းနဲ့ပြောရတာဟုတ်ဒါနဲ့ဒါအခြေအနေလူလဲဆိုတော့ဒါလည်းမရဘူးလေခွဲရမှာတဲ့သူပေါင်တစ်ဖက်စလုံးခွဲရမှာဆိုတော့တွေးကြောပိတ်တာဟာတော့လမ်းလျှောက်လို့မရဘူးမင်းငါတင်းကြတယ်ခွေးချိန်းနေသဟုတ်တယ်ဆရာတားစီလာပါဦးလာမယ်လို့ဟိုငါလည်းအလုပ်တွေများလို့မလာဖြစ်တာလို့ဒါသူဟိုလမ်းလျှောက်တော့မှဒီ လေးချောင်းလောက်တဲ့ toilet တွေပဲသွားအဲ့လိုသွားရတယ်ခွဲပြီးမှပဲအဆင်ပြေပါဆိုတော့မခွဲရမချင်တာဒီသူရောပိတ်နေတဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူးပေါ့နော်ဆိုတော့အခုလာမဲ့ကျွန်တော်တို့ဒီလာထဲမှာဟိုမလီယံမုံငွေအနေနဲ့ဟိုစက်အဖွဲ့ညာကြီးကဟိုရွှေမန်းဦးချမ်းသာလည်းကမယ်ညီလေးမဖူးချစ်ကမယ်မောင်မောင်စွမ်းကမယ်အဲနောက်တော့ချစ်စွမ်းသာနဲ့ စွမ်းကျင်ခြင်းတွေလည်းကမယ်အဲမျိုးပေါ့ဒါနဲ့သူ့ကိုကျင်ညာထားပြီးကမှပဲဆိုသူအမကနိုင်မကနိုင်ဆိုတော့အဲ့ဒါကြီးသူလောက်အောင်မလုတ်လုတ်ပြီးလို့ရှင်လည်းနားအောင်မနားပြီးတော့မှသူကလို့ရတယ်ဆိုတော့ဒါနဲ့ဟိုစကားတွေပြောပါကြတယ်ဖုန်းတွေဆက်လို့ရှင်အရင်လိုမဟုတ်ပါဘူးဟိုသူအဲ့လိုမတော့မစားတော့ဘူးနဲ့အဲ့ဟိုသူဖုန်းထဲမှာစကားပြောရင်သိသာတယ်လေဆိုတော့ဆိုဝမ်းသာတယ်လို့ဒါလည်းအဲ့လိုပဲနေပါကွာလို့မင်းမင်းမင်းအမှုပညာကိုမင်းချစ်တယ်မင်းပြိတ္တကိုမင်းချစ်တယ်ဆိုလို့ရှိရင်မင်းကျမ်းမာယူမင်းကူးဆိုင်မှာရမှာလို့ ဆိုတော့ကျွန်တော်ခေါ်တော့ခေါ်တာကျွန်တော်တော့သွားမယ်သွားမယ်နဲ့မသွားဘူးဖြစ်ဖြစ်နေအခုတလောဦးကျွန်တော်မိုးရင်းသူများတွေကမိုးရင်းဆိုအလုံးမရှိဘူးကျွန်တော်မိုးရင်းကပူဆိုးတယ်ပူဆိုးရဆိုတော့မိုးရင်းကြတော့အက်တဲ့လူတွေများအခုကဇက်သမင်ရာစီရှိတဲ့အချိန်တုန်းကဆိုရင်တော့မှ ဇက်တွေကမိုးမိုးတွင်းဆိုလို့ရှိရင် အာအလူရအကြအကြပြီးလို့ရှိရင်တချင်းတွေတိုက်ပြီးလို့ရှိရင်တရာစီလုံးကကြအခုကအခုကကြတော့ပူဆိုးတာဇက်တွေမရှိတော့ဘယ်နဲ့အဖွဲလေးတွေအဖွဲလေးတွေဆိုလို့ရှိရင်အဲ့ဒီအဖွဲလေးတွေကဟိုအလူဆိုလို့ရှိရင်လည်းဇက်ငားမဲ့စားဇက်တွေကကားဖို့အစင်မပြည့်တဲ့ခါအဲ့ဒီအဖွဲလေးငားကြအဲ့ဒီအဖွဲတွေကအဲဟိုဇက်ပုံစံမျိုးတွေပေါ့ဗျာအဖွင့်တချင်းလေးတွေအဲပြီးလို့ရှိရင်အပိတ်တချင်းနှုတ်ဆက်ချင်းလေးတွေ မကြားထဲမှာသူတို့တိစက်တဲ့ program လေးတွေပေါ့အဲ့ဒီအတွက်ကိုတချင်းနေအကြရအောင်အကြရတော့အဲ့ဒါတွေကဟိုတအားပြီအာပူဆိုးတာကတခါကျွန်တော်တလိုက်နဲ့ကြီးတာမဟုတ်ဘူးမဟုတ်တဲ့ခါကျတော့အဲ့အခုမလေးရှားဟိုဟိုပါပေါ့ပရာဟိတအဖွဲ့တစ်ဖွဲ့အဲအဲ့သူသူတို့ဆိုသူပရာဟိတအတွက်ကိုလှမ်းအပ်တယ်နောက်ဟိုရန်ကုန်ရောက်နေတဲ့ထီးချိုင်းရဆရာတော်ဆိုလို့ရှိရင်အဲ့သူဟိုပါပေါ့ဖွဲ့ရတဲ့အကြောင်းနဲ့သူတရားဖော်လို့ရှိရင်အဲပလီမို့ ဟိုပင့်နေခြင်းပလင်ပင့်လို့ခေါ်တာပေါ့နော်အဲအဲ့ပလင်ပင့်လေးအမ်မလူးလေးဒီကျွန်တော်ကလိုင်းကတလိုင်းတန်းဟိုတဲ့ခါကျတော့တချင်းနဲ့အများကြီးဖြစ်အများကြီးဖြစ်နေတဲ့ခါကျတော့အဲ့ဒီပုံမှာဟိုကွာအချိန်ပေးရသေးတယ်နောက်တစ်ခါမောင်ဘူးချက်ကသူကမယ်ဆိုလို့ရှိရင်နော်သူ့ကိုတခါသူကမယ်ဟာကိုအချိန်ပေးရသေးတယ်အိုးဒီလေဝင်းမှာကားမဲ့အစီအစဉ်ဆိုအစီအစဉ်အစီအစဉ်လေးဆိုတော့အတစ်ဒီလောလောဆယ်လောက်တော့ဘာလို့ဆိုတော့အဲ့မှာကားမဲ့ဟာကို channel ကနေပြန်ပြဖို့တော့သူကရိုက်ကူးရေးပါပါ ပါတဲ့ခါကျတော့အဲ့ဒါကလည်းတိုက်တဲ့စီမသွားလို့မရဘူး။ဟောဆိုညီလေးတစ်ခုလုပ်ပြီဆိုလို့ရှိရင်ကျွန်တော်ကသူပြောပြောမပြောပြောကျွန်တော်အသိစိတ်ဒီမှာကသူ့အတွက်ဘာလုပ်ပေးရမလဲဆိုတော့အမ်မှာရှိ။ဆိုတော့ဒီနေ့ဆိုရင်တော့မှအာနေကင်းပိုင်းသချင်းတွေဒီအပ်ထားတဲ့ခုနမင်းသားလေးတွေပေါ့ဆံမင်းသားလေးတွေအများကြီးပဲအခုကဟိုတော်တော် များတယ်အစူတော်လေးဆိုတော့အများကြီးပဲအဲမင်းသားမင်းသားလေးဆိုတော့အများကြီးပဲပေါ့နော်အာသူတို့အတွက်ကိုအတက်နေဆုံးငွေကြီးတဲ့ သူတို့အာဂုတကြီးနဲ့အတဲ့အလူမှန်တယ်များအစင်ပြောင်ဆိုလို့ကျူးစားပြီးတော့လုပ်ပေးရအောင်ဟာနေပါလားကိုစားစီမရောက်ဖြစ်သေးဘူးဟုတ်တယ်မရောက်ဖြစ်သေးဘူးအဲ့ဖုန်းတော့ဆက်ရတာပေါ့နော်ဒါဆင်းတက်မဲ့ခွဲမဲ့ဆိုလို့ရှိရင်ဆရာစီတော့လမ်းဆက်အောင်ဆရာလာခဲ့မယ်ဘာကြမ်းလဲအဲ့လိုရောဟာဆရာဆရာမလာတော့တဲ့ဟိုအာငယ်တယ်ပေါ့အဲ့လိုမျိုးတော့ရှိတယ်စိတ်မကောင်းတာပေါ့တော်တော်မကောင်းတာပေါ့ဘာဖြစ် အဖိုးချေပဲဖြစ်ဖြစ်စွမ်းမဲဖြစ်ဖြစ်အဲကြံတဲ့တပည့်ဘယ်တပည့်ပဲဖြစ်ဖြစ်ပါအကုန်လုံးအစဉ်ပြေတာမြင်ရှင်တယ်အကုန်လုံးအောင်မြင်တယ်အကုန်လုံးချမ်းသာတယ်ဒါပဲကြားကျင်တာအာသူတို့မပြောနဲ့မန္တလေးကကီးဘုတ်တွေရဲ့ KB စိုးမိုးဆိုသူသူကိစ္စတစ်ခုဖြစ်တယ်ဆိုရင်ကိုယ်ကမနေနိုင်ဘူးတပည့်မှန်သမျှအကုန်လုံးကျွန်တော်ကျွန်တော်စီတန်းမှာကျွန်တော်တာသမီတွေလိုပဲကျွန်တော်ဟိုခံစားထားတာဆိုတော့အာသူတို့အစဉ်ပြေရင်သူတို့အောင်မြင်တယ်သူတို့အစဉ်ပြေတယ်ဆိုကျွန်တော်ဝမ်းသာပြီးသားပဲအာသူတို့အစဉ်မပြေဘူး အာတခုဘာပြဿနာရှိတယ်အာနေမကောင်းဆိုရင်ကိုကိုတိုင်ဖြစ်နေတယ်လို့ကျွန်တော်စိတ်ထဲမှာမကောင်းဘူးကျွန်တော်ခဏခဏပြောပြမောင်ဆန်းပြန်မပြောနားမထောင်သူကသူကြိုက်တာသူလောက်တာသာသူမှန်နဲ့ထင်းတယ်သူစိတ်ထဲမှာသူမှန်နဲ့ထင်းတယ်ဆိုလို့ရှိရင်ဘလို့ဘလို့ပဲတာတာမရဘူးသူလောက်တယ်အဲသူမှားမှန်းသိလို့ရှိရင်သူကသူ break out တယ်အဲအဲ break break out တဲ့နေရာနေပြီးတော့တခါ ဟိုကိုလူနဲ့ဒီလူနဲ့အရင်ကလူနဲ့တစ်ခါပြန်တွေ့လို့ဟာဘာညာဆိုတဲ့ခါပြန်မျောအဲ့သူအတူတော့ तू အရင်ပြောလို့လေဟို तू ကနားထောင်ဒီမှာနားထောင်လားဒါဆို तू အာနားဝင်အောင်ပြောရအောင်ဟာတားဒါဒီလိုမြင်တောက်ချင်တောက်တော့ဟိုကပြီးခဲ့လေဝူးပွဲတုန်းကတော့မတောက်ဘူးလေအဲ့ဒီမှာ तू တကယ်ချင်းနေရောက်လာပြီးတော့အာကျွန်တော်မိကပ်လေးနဲ့အခန်းကိုကြည့်လိုက်ကြည့်တော့မင်းဘာလို့လာလို့ငါသားလို့ဆိုတော့ဟာသားရခဏတစ်ခွက်တစ်ခွက်လည်းမတောက်နှစ်ခွက်လည်းမတောက်နဲ့ ဆိုတော့မင်းအလုပ်ပြီးမှနည်းနည်းပါးပါးဆိုပြဿနာဖြစ်ပြီအဲ့ဒါကျွန်တော်သူ့ပြောလို့ပြသူ့ဘေးနာတကယ်ချင်းနဲ့မင်းတို့ကဘာကောလိုက်ရောကောလိုက်တော့သူကမျက်နှာပြက်သွားဆိုတော့အဲ့ဒါပြီးတော့သူဟာတဲတဲ့ဟိုတယ်ကြတော့ဒါလို့မင်းငါစိတ်မစိုးနဲ့လို့မင်းမင်းမင်းပြောလို့အစင်မပြေငါမင်းတကယ်ချင်းညပြောမှာလို့ပါကြတယ်အဲ့လိုပြောရတာပေါ့လေအမှန်ကတော့သူကသူတခါကြရချင်းအဖိုးကြီးကိုလည်းဝိ့နေရပဲသူကသူစိတ်ကောင်းရင်ကောင်းနေရပဲအဲ့ဒီဘလို့ကောင်းလဲတခုခုဘေးနားရောက်လာပြီးတော့အဲ့ဒီဘေးနားရောက်လာတဲ့ကိစ္စတွေက အရေးကြီးတာပဲအဲမိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အဲသူ့ဒါနဲ့များသွားပြင်တော့သူ့ဟိုဘေးနားမှာနေရပြသူမပြောရရတယ်များများများတဲ့ခါကျတော့ဟိုအစင်မပြေဘူးပေါ့တော်သူလှုပ်ချင်တယ်သူလှုပ်လို့ရဆိုတဲ့သဘောမျိုးပေါ့နော်ဒါနဲ့ဟိုသူစိတ်ကျွန်တော်ခဏခဏပြောဆိုတော့သူစိတ်ရင်းကအစင်ပြေတယ်သူစိတ်ရင်းလေးကကောင်းတယ်ဖြူတယ်ဆိုတော့အာကျွန်တော်ပြီးခဲ့တဲ့အပတ်ထဲမှာတော့မှတချင်းရင်းနေ TV လမ်းကြည့်လိုက်တော့သူ့ကားလေးလာတဲ့ခါကျတော့ဩသူဗီဒီယို ခစ်တစ်ခစ်မှလည်းသူတော်တော်လေးဟိုရိုက်ခဲ့တယ်လုတ်ခဲ့တယ်ပေါ့နော်အဲ့တော့သူပြည့်သက်တွေကလည်းသူ့ကိုအခုချိန်ထိဆော်ဆော်လန့်လန့်နဲ့ချစ်ကြအဲ့တော့သူကျမ်းမာရေးကောင်းမှဖြစ်ပါလေကျမ်းမာရေးမကောင်းရင်ဘယ်လိုသွားလို့တော်တော်ဒါဝဒါဝဒါဝပူဆိုးတာပေါ့ပူဆိုးတာပေါ့ပူဆိုးလို့သူဒီ feature တွေပိုင်းနဲ့သွားနေရတာဆိုတော့သူကမလုပ်လို့မရတော့ဘူးလေဒီသူကျော်ပိတ်နေပြီဆိုတော့အဲ့ဒါမကောင်းဘူးပေါ့သူကိုယ်တိုင်လည်းသိပါတယ်ဒါမဖြစ်တဲ့မဖြစ်တဲ့နေရာဖြစ်သွားမှာစိုးလို့လေ အတော့ဗျာဒီခေတ်ကျဲမှာတော့ဟိုသိရမလားယူယူတန်းဟိုဥပမာထားပါတော့ကော်မတီတယောက်ကလူတွေချစ်တယ်ကောင်သူသူ့အတူတင်တယ်ဆိုတော့အဲ့ဒီတင်တဲ့ပို့ဆဲမှာဟိုကသူကဝင်ပြီးတော့ဟာမက်မှာကြည်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့သူကအဲ့အေးအဲ့လိုလှုပ်ရှားလိုက်လို့တအားများတယ်ညာတဲ့အခါကျတော့ကိုယ့်အကူနေလဲသူကဝင်ဝင်ပြီးတော့လာလုံနေမှာပဲအဲ့အဲ့ဒီတော့ကြောင့်မလို့အဲ့ဒါဒီလိုက်ပြီးတော့လေဂူးဆိုင်နေလို့မရဘူးညာတဲ့အခါကျတော့အာသူဆိုတာဟို အတက်လည်းဆိုကျွန်တော်ဆိုလို့ရှိရင်ဒါကျွန်တော်ကျွန်တော်စိတ်ကိုကျွန်တော်အဲ့လိုထားတာတော်တော်ကြာလာတော်တော်ကြာသွားပြီပေါ့နော်တော်တော်ကြာသွားဆိုတော့တနစ်တော်ပြည့်တော်မယ်ကျွန်တော်ဘယ်သူဘာပြောဂူးလည်းမဆိုင်ဘာလို့ဂူးမဆိုင်လဲဆိုတော့ဆိုတော့ကျွန်တော်လောက်ရတဲ့ကျွန်တော်လျှောက်တဲ့လမ်းကြောင်းကအာအဲ့ဒါအဖြေပဲသူဘလူးမလိုက်ရှင်းစရာလည်းမလိုဘူးပေါ့နော်ဆိုတော့အာအဓိကကတော့မောင်ဆန်းသူ့ကသူအစီအပြောင်းနေရမယ်ဘယ်သူဘာပြောပြောကိုကုလောက်ရကိုမှန်အောင်လောက်ရမယ်ဆိုရဲ အတိပေါ့နော်အဲ့ဒီအတိလေးရှိဖို့လိုတာပေါ့။ तू ကလွယ်လွယ်လေးလက်စိတ်တက်တော့မကြောက်ဒါက तू ကနည်းနည်းတော့တုံ့လှုပ်သွားတယ်တုံ့လှုပ်သွားဆိုတော့ तू သူ့ကျိုးပိတ်လို့အစင်မပြေလို့ခြေတော့ဖျက်ရမှာဆိုတော့ तू အဲ့ဒါမျိုးယူတော့ तू ကြောက်တယ်။အဲဆိုတော့အဲ့ဒီအတွက်ကြောင့်အဲ့ဒီအကြောက်တရားက तू အတွက်အဲရန်ကြီးကောင်းသားဖို့အတွက်တွန်းအားတစ်ခုဖြစ်သွားနိုင်တယ်ပေါ့။ကျွန်တော်လည်းဟိုချော့ပြောပြီးတော့ तू ကြောက်အောင်ဆိုတော့အဲ့အမင်းသူရောက်ပြီวะမချလို့ကြီးဖြတ်လိုက်ရမြင်ဘယ်လိုလုပ်မလဲမြင်အဲ့ဒီအကြောက်တရားလေးတော့ပေးရတာပေါ့နော် သူအားပြီးစကားတော့အများနဲ့ပြောနေတာသူပြီးခဲ့တဲ့မွေးနေ့တော့ကျွန်တော်သူ့တချင်းတစ်ပုတ်ရေးပြီးတယ်အဲတချင်းကမင်းလုံနိုင်ပါတယ်။ဒါဆိုတော့ဒီဟာဒီအကုန်လုံးကဘသူတွေပဲဘသူပဲဖြစ်စီခြင်းဖြစ်စီခြင်းသူလုံမှာဖြစ်မှာဒါနဲ့သူလုံနိုင်တယ်။အဲ့ဒါကိုလုံဖို့ပဲရေးကြည့်တာအဲ့တော့အခုလက်ဒီစကားပြောမှာမင်းလုံနိုင်ပါတယ်သတ်